မင်္ဂလာပါမရှိစေရေးနဲ့ကင်းတဲ့များကိုတင်ဆက်ပါပါဒီသတင်းအပြင်စကိုင်းလိုင်းအင်ဒိုနီးရှားမှာမြေပြိုမှုကြောင့်လူနက်ဦးသေဆုံးတဲ့သတင်းဦးစောတဲ့တပုတ်နေနေကိုရီးယားရောက်မြန်မာနိုင်ငံသားများဗီဇာကိစ္စရပ်များကြန့်ကြာမှုမရှိစေရေးနဲ့လုပ်ငန်းခွင်ထိခိုက်မှုများအတွက်နှိမ့်နာမှုမရှိစေရေးကုညီဆောင်ရွက်ပေးသွားမယ်လို့မြန်မာတမ်မတ်ပြောကြားတဲ့သတင်းကိုတင်ဆက်ပါမယ် ကိုရီးယားရောက်မြန်မာနိုင်ငံသားများဗီဇာလျှောက်ထားရမှာကြမ်းကြာမှုမရှိစေရေးနဲ့လုပ်ငန်းခွင်ထိခိုက်မှုများအတွက်နေနာမှုမရှိစေရေးကုညီဆောင်ရွက်ပေးသွားမယ်လို့တောင်ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ဦးမျိုးမြင့်မောင်ကပြောကြားပါတယ် တောင်ကိုရီးယားနိုင်ငံအီဆန်မြို့မှာပြုလုပ်တဲ့ ASEAN Trade Fair 2025ကဏ္ဍသို့တက်ရောက်လာတဲ့မြန်မာတန်မတ်အား Eleven Media Group မှမြန်မာတန်ယုံအနေနဲ့တောင်ကိုရီးယားကိုမြန်မာနိုင်ငံသားတွေအရေးဘလို့ကူညီဆောင်ရွက်ပေးနေတယ်လို့မေးမြန်းမှုအပေါ်တန်မတ်ဦးမျိုးမြင့်မောင်ကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်ဗီဇာကိစ္စတွေမှာလေတက်တန်းတိုးတာတောက်ကန်ချက်ပေးတာငွေသွင်းတာအခွန်ဆောင်တာဒီလုပ်ငန်းစဉ်တွေမှာလေအချိန်ကုန်လူပိမဲ့မှုတက်တာစနေတကြလဲရှိလုံထုံးလုံနီးလဲမှန်တဲ့ဘလိုနီးလန်း တွေဆောင်ရွက်ပေးနိုင်မလဲဆိုတာစတင်စဉ်းစားလုဆောင်မိဖြစ်ပါတယ်လို့၎င်းကပြောကြားပါဒါနေရာများသို့တွားရောက်ပြီးသက်ဆိုင်ရာစက်ယုံအကိစ္စတွေမှာလည်းအတက်နိုင်ဆုံးဖြည့်ရှင်းပေးနိုင်အောင်ဆောင်ရွက်မှာဖြစ်ပါတယ်ပြီးရင်နေ့စဉ်လူမှုဘဝမှာကြုံတွေ့ရတဲ့ကျန်းမာရေးလူမှုရေးပြီးရင်မတော်တဆဖြစ်စေတခုခုကြောင့်ဖြစ်စေဥပဒေဆိုင်ရာဖြည့်ရှင်းရမယ့်ကိစ္စရပ်တွေမှာကျန်းမာရေးဆောင်ရွက်မှုတွေကိုစုပေါင်းစနစ်နဲ့ဘယ်လိုဆောင်ရွက်နိုင်မလဲငွေပို့ငွေလဲကိစ္စရပ်တွေစနစ်တကျနဲ့ခိုင်မာမှုရှိအောင်ဘယ်လိုလုပ်နိုင်သလဲ အလားတူပဲကျမရဲ့ကိစ္စအပြင်ဥရေပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ရှိရင်ရောအော်ဖန်ဟာမျိုးကိုဘယ်လိုလုပ်နိုင်မလဲဆိုတာနီးလန်းရှာဖွေနေပါတယ်လို့ဦးမျိုးမြင့်မောင်ကပြောကြားပါတယ်ဒါအပြင်ဆိုရှိမြမတယုံရဲ့ဆောင်ရွက်ချက်လုံဆောင်ချက်များနဲ့ပတ်သက်ပြီးလိုအပ်ချက်အားနည်းချက်များရှိပါကထောက်ပြအကြံပေးရန်လေ၎င်းကမြမနိုင်ငံသားများကိုတိုက်တွန်းပါတယ်။တိုင်ကိုရီးယားနိုင်ငံမှာပညာတော်သင်ကျောင်းသားကျောင်းသူများလာရောက်အလုပ်လုပ်ကြသူများနဲ့အခြားဗီဇာမျိုးမျိုးနဲ့ရောက်ရှိနေသူ9000ဝန်းကျင်ရှိကြောင်းသိရပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကန်နန်ထပ်ပိုင်းကချင်ချင်းနဲ့ရှမ်းပြည်တို့မှာညပူချိန်များလျော့နေမယ်လို့မိုးစလာခန့်မှန်းတဲ့သတင်းကိုတင်ဆက်ပါမယ်။လာမယ့်နှစ်ရက်အတွင်းစကိုင်းတိုင်းထပ်ပိုင်းကချင်ချင်းနဲ့ရှမ်းပြည်တို့တွင်ညပူချိန်များလျော့နေမယ်လို့မိုးလေဝသနှင့်ဇလားပြည်သားညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းပါသည်။ င်္ဂလားပင်လယ်အော်မြောက်ပိုင်းတွေအများအပြားသားရနေပြီးမင်္ဂလားပင်လယ်အော်လေပိုင်းမှာတိမ်နေငယ်ဖြစ်တဲ့နေကကပလီပင်လယ်ပင်နဲ့ကြံမင်္ဂလားပင်လယ်အော်တို့မှာတိမ်အင့်အင့်မှအတိမ်ထူတဲ့နေလို့ငိုစလာကထုတ်ပြန်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုချင်းဒီမှာရန်ကုန်တိုင်းဒေသကြီးနဲ့ဒေသနဲ့ဒေသကြီးတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များမှရေလျားရနေရတဲ့လျှောက်တွေမိုးရသွန်းခြင်းများနဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးတိမ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိမ်ကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေတာကြောင့် ကြိုတင်သတိပြုနိုင်ရန်အကြံပြုအကြောင်းမူဆလာကထုတ်ပြန်ထားပါသည် နိုဝင်ဘာလ13ရက်နေ့ကတရင်းနယ်နယ်ဒေသကြီးမှာနေရာစိတ်စိတ်၊ကရင်ပြည်နယ်မှာနေရာကျကျနဲ့မွန်ပြည်နယ်မှာနေရာကွက်ကြောင်မူတီကြောင်ရခဲ့ပြီးနေပြည်တော်စကိုင်းနယ်ဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအပြားတိုက်ရခဲ့ကာကြံတရကြီးနယ်ပြည်နယ်တို့မှာတိမ်အထင်အင်းဖြစ်တွန်းခဲ့ပါသည်။ညဘူးချိန်များမှာစကိုင်းနယ်ဒေသကြီးထက်ပိုင်းနဲ့ချင်းမြေတို့မှာနိုဝင်ဘာလရဲ့ပြင်းပြဘူးချိန်တို့အောင်2ဒဂရီဆဲလ်စီယံညွှန်နေခဲ့ပြီးမွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပြင်းပြဘူးချိန်ထက်2ဒဂရီဆဲလ်စီယံရဲ့ပို ူခဲ့ပါတယ်။ထူးခြားတဲ့ညဘူးချိန်များမှာဟာခါမြို့တွေ9ဒီဂရီဆယ်စီယက်၊တီးတိမ်မြို့တွေ10ဒီဂရီဆယ်စီယက်၊လိုင်းလွေမြို့တွေ10.4ဒီဂရီဆယ်စီယက်၊ပင်လောင်းမြို့တွေ9.8ဒီဂရီဆယ်စီယက်၊ဟဲဟိုမြို့မှာ10.8ဒီဂရီဆယ်စီယက်၊နက်ဆန်မြို့၊ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ10.4ဒီဂရီဆယ်စီယက်၊လာရှိုမြို့မှာ17ဒီဂရီဆယ်စီယက်ဟောင်းမလေးမြို့မှာ7ဒီဂရီဆယ်စီယက်နဲ့ပြည်ဦးလီမြို့တို့မှာ7.5ဒီဂရီဆယ်စီယက်တို့ဖြစ်ပါတယ်။ ဆက်လက်ပြီးအင်ဒိုနီးရှားမှာမြေပြိုမှုကြောင့်လူ2ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်။အင်ဒိုနီးရှားနိုင်ငံမှာမြေပြိုမှုကြောင့်လူ2ဦးသေဆုံးပြီး ဘောကြောင်ပါဒေသဆီလာကက်ခိုင်မှာရှိတဲ့ကျေးရွာ၃ရွာမှာနိုဝင်ဘာလ၃ရက်ညအချိန်ကမြေပြုံမှုကြောင့်နေအများပြားနှိမ့်မြုပ်ခဲ့ပါတယ်။နိုဝင်ဘာလ၁၄ရက်နေ့ခင်းအချိန်အထိပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကလူ၂၃ကိုအသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပါတယ်။တေဆုံးနေသူ၂ဦးကိုတွေ့ရှိပြီးနောက်ထပ်လူ၂၁ဦးကိုဆက်လက်ရှာဖွေနေပါတယ်လို့တဘာဝပြည်နယ်အေဂျင်စီမှပြောရေးဆိုခွင့်ရှိသူအဘဒူမူဟာရီကနိုဝင်ဘာလ၁၄ရက်နေ့မှာဆိုပါတယ်။ ရင်းပြင်းအနေထားမတည်ငြိမ်မှုကကေဆေးရေးဆောင်ရွက်ချက်များကိုနှောင့်နှေးစေပြီးကေဆေးရေးကိုကူညီဖြစ်စေရန်ဆယ်ရနရာကြီးများကိုပေးပို့ထားကြောင်း၎င်းကဆိုပါသည်။အင်ဒိရှာမိုလီဝတရာသီဥတုဗေဒနှင့်ဘူမိရူပဗေဒအေဂျင်စီတို့ကအခုသတင်းပတ်အစောပိုင်းမှာပြင်းထန်ရာသီဥတုသတိပေးချက်ကိုထုတ်ပြန်ထားပါသည်။အဲ့ဒီပြင်းထန်ရာသီဥတုဖြစ်စေဟာသဘောပေးရနေများကိုဖြစ်စေနိုင်ကြောင်းအေဂျင်စီကသတိပေးထားပြီးအင်ဒိရှာရဲ့ဒေတာအများပြားဟာလာမယ့်သတင်းပတ်အတွင်းမိုတီထန်ဆော့ရတုံးမှုကိုကြုံတွေ့နိုင်ွယ်ရှိရလို့ဆိုပါသည်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့ခရိုအေးရှားအသင်းခြေစစ်ပွဲထပ်အောင်ခဲ့ပြီးကမ္ဘာဖလားခြေစစ်ပွဲအသင်း30အသင်းပြည့်မြောက်တဲ့သတင်းကိုတင်ဆက်ပါမယ်။ခရိုအေးရှားအသင်း2026ကမ္ဘာဖလားပြိုင်ပွဲခြေစစ်ပွဲအမြင်ပြီးတဲ့နောက်ပြိုင်ပွဲဝင်ခွင့်ရအသင်း30အသင်းပြည့်မြောက်ခဲ့ပါတယ်။ခရိုအေးရှားအသင်းဟာအုပ်စုအလ်မာချက်ဖာရိုကျွန်းစုများမွန်တီနီဂရို ဂျီဘရော်တာသင်းတွေနဲ့အတူကြောင်ခဲ့တာပါ။ခရိုအေးရှားသင်းတွေနဲ့ခုနှစ်ပွဲကစား16မှတ်နဲ့လက်ကျန်တပွဲတို့မှာချက်ကို6မှတ်အသာနဲ့ခြေစစ်ပွဲအောင်မြင်ခဲ့ပါပြီ။2026ကမ္ဘာဖလားပြိုင်ပွဲကိုအသင်းမောင်း48သင်းနဲ့ပထမဆုံးအကြိမ်ပြုလုပ်မှာဖြစ်ပြီးလက်ကျန်18နေရာတက်ရှိနေပါပြီ။အခုနိုဝင်ဘာလနိုင်ငံကရဲတပ်ဘက်မှခြေစစ်ပွဲအောင်သင်းများစုထပ်မံထွက်ပေါ်လာမှာဖြစ်ပြီး Playfor ကနေတက်လာမယ့်အသင်းတွေကတော့လာမယ့်နှစ်မလာရောက်မှသိရပါလိမ့်မယ်။လက်ရှိခြေစစ်ပွဲအောင်အသင်းတွေထဲမှာ Jordan ဥစ်ဘက်ကစ္စတန်ကင်ဖာဒီအသင်းတွေကပထမဆုံးချိန်ခြေစစ်ပွဲအောင်မြင်ထားပါတယ်။11ရက်တည်ညနေခင်းတွေများကိုတင်ဆက်ခဲ့တာပါ။ကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောညနေခင်းချိန်ခါဖြစ်ကြပါစေရှင်။